အကြောင်းရင်းတစ်ခုကြောင့်အင်းလေးဒေတာကိုမလူတန်းဖို့ဆုံးဖြတ်လိုက်တဲ့ခိုင်နေဝေပရိသတ်များလုံးမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ပရိသတ်ကြီးပရိုက်တာမင်းသမီးကြီးကတော့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလင်အတွက်လူတန်းမှုတွေအများကြီးကိုပြုလုပ်ခဲ့တာဖြစ်ပါရယ်ခိုင်နေဝေကပျက်စီးယိုရင်းသွားတဲ့အကြောင်းကံဖရားတွေနဲ့ဇေဒီတချို့ကိုလည်းအလူငွေတွေအများကြီးထည့်လူပေးခဲ့သူဖြစ်ပါရယ်အခုတခါမှလည်းခွန်တတမခွန်အစင်ရှိတဲ့ငလင်ကြောင့်အပြက်စီးများခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်းကအင်းလေးဒေတာကို သွားရောက်ပြီးတော့ငွေအားရောလူအားပါလူတန်းပေးခဲ့တာလည်းဖြစ်ပါတယ်။သူမကအင်းလေးကဒေတာကန်တွေနဲ့ပြက်စီးထားတဲ့ဘုံတော်ကြီးចောင်းတွေနဲ့တကိုးကြီးဖင်ရတွေကိုငွေအင်အားနဲ့ပြန်လည်ပြုပြင်ဖို့အတွက်လူတန်းပေးခဲ့တာဖြစ်ပါတယ်။ပြည်သူများကိုလည်းတောက်သုံးရည်နဲ့အသင်အစားအစားစာတွေကိုလူတန်းပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအင်းလေးဒေတာကလူတွေဟာတိုင်းရင်းသားတွေဖြစ်တဲ့အတွက်မြန်မာတွေနဲ့ဆက်ရင်းကိုမတိကြပဲအလူငွေလူရင်လဲကြိတ်ကြိတ်တို့ပြီးတော့လူယူတာတွေများတော့သူမကဒီတစ်ခေါက်လူမှာအတော်လေးစိတ်ထိခိုက်ခဲ့ရတယ်လို့ဆိုပါတယ် အင်းလေးဒေတာကရေပြင်ပေါ်မှာတည်ထားတဲ့အင်ဂျီတန်းတွေနဲ့တကူးကြီးဖျားများစွာရှိတဲ့ဒေတာဖြစ်ပါတယ်။အရင်လိုမျိုးဧည့်သည်တွေလာရောက်လည်ပတ်ဖို့အတော်လေးအားယူရမှာလည်းဖြစ်ပါတယ်။အင်းလေးဒေတာရဲ့ပျက်စီးမှုကမြို့ရဲ့80ရာခိုင်နှုန်းလောက်ကိုပျက်စီးခဲ့ရာဖြစ်လို့အပျက်စီးတွေကြားကနေရေရှားပမှုတန်းကိုပါခံခဲ့ရပါသေးတယ်။ ဒီတော့ငလင်တန်းကိုခံရဆုံးမျိုးတွေထဲမှာမန္တလေးစကိုင်းအင်းဝါနဲ့အင်းလေးကအများဆုံးခံရတာဖြစ်ပါတယ်။မင်းသမီးကြီးခံနေဝေကအင်းလေးဒေသရဲ့အရင်လေးကလူလဲကြမှုတွေကိုသိခဲ့ပါတယ်။ဒါပေမဲ့ဘာသာမတူလူမျိုးမတူလူတန်းစားတွေဖြစ်လို့အပြစ်မမြင်ခဲ့ပါဘူး။အရင်ကဆိုရင်တော့ဖျားဘူးလိုက်ရင်ဇွတ်တွေပန်းရောင်ပတ်စံတောင်းနဲ့ရုပ်ပြက်တယ်လို့ဆိုကြတာပါ။ဒီတော့ဒီလိုဒေသတွေကိုတေချာလေးစနစ်တကျနဲ့အစီအမံပြီးတော့ထိမ့်သိမ့်တဲ့နယ်လို့ပြောဆိုထားကြပါတယ်။ခံနေဝေကဘလို့ပဲအခက်အခဲတွေရှိနေပါစေ။အင်းလေး ဒေသရဲ့တချို့ပြည်သူတွေနဲ့အိမ်ပြိုကျပျက်စီးသွားတဲ့သူတွေကိုငွေကြေးနဲ့ရေရှားပမှုအတွက်တောက်သုံးရီအလုံးအလောက်ကိုလူဒန်းပေးခဲ့တာဖြစ်ပါတယ်။အိမ်တိုင်းအိမ်တိုင်းကခြေတန်းရှင်အိမ်လေးတွေဖြစ်တာကြောင့်ယာယီနေထိုင်လို့ရမယ့်အမိုးကလေးတွေနဲ့တစ်ဖိုးဝါဖိုးစတာတွေကိုလည်းလိုအပ်တဲ့ကယ်ဆယ်ရေးအဖွဲ့အစည်းတွေကနေတဆင့်လှူပေးနေခဲ့တာဖြစ်ပါတယ်။ မင်းသမီးချင်းခိုင်နေဝေကတော့သူမရဲ့အလူမောင်နေရတော်တော်များများကိုလူတန်းခဲ့ပေမဲ့ဒီအင်းလေးဒေသကိုပို့ပြီးတော့စာနာမိပါတယ်။ရေပြေတော့ကလည်းသူတို့တွေထိခိုက်ရတယ်။ငားလာပဲရှိသေးတယ်။အခုငလင်ပေးဆိုတော့အိမ်တွေပါပြိုကျလူတွေရဲ့အသက်ဆုံးရှုံးရနဲ့အတော်လေးစိတ်မကောင်းဖြစ်မိရဲ့လို့ဆိုပါတယ်။ငွေကြေးအင်အားအများကြီးတင်လာပြီးတော့ပြိုကျပြက်စီးသွားတဲ့ဖျားတွေနဲ့ဖုံးတော်ကြီးကြောင်တွေကိုအရင်မှတည်လူတန်းပြီးတော့အိုးမဲအိမ်မဲပြည်သူတွေအတွက်ကိုငွေကျပ်တယောက်၅သိန်းစီထောက်ပံ့လူတန်းပေးခဲ့တာဖြစ်ပါ why စိတ်ထားကောင်းမွန်ပြီးတော့အလူတန်းမှာထိတ်ဆုံးကရက်တည်နေတဲ့ခိုင်နှင်းဝေကတော့သူမရဲ့အလူတန်းရဲ့ရောတဲ့စိတ်ထားကတော့ဖြူစင်လွန်ပါတယ်။သူမစီကိုတခြားသောအမှုပညာရှင်တွေနဲ့နာမည်ကြီးပရာဟိတအသင်းတွေကပါမတီပေးခဲ့ရကြောင်းအင်းလေးဒေတာကိုလှူပြင်းရင်သူမရဲ့အလူနားပြီလို့လဲဆိုပါတယ်။နေ့စဉ်ရက်ဆက်ငလင်စားဖြစ်ကလေးကမနာရသေးတော့သူမလည်းပင်ပန်းပြီးတော့အဆင်မပြေဖြစ်နိုင်ပါတယ်။ဒီတော့အလူရှင်တွေလှူဒန်းပေးတဲ့အလူဘွဲတွေနဲ့ကိုရင်ကိုကြောက်တော့ရောက်လှူဒန်းပေးခဲ့တဲ့မင်းသမီးကြီးခိုင်နှင်းဝေပေါ်မှာမှတ်ချက်လေးတွေပေးသွားခဲ့ကြပါအောင်ရှင်။ လေးဒေတာရဲ့ငလင်တန်ခရယာမှုပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားခဲ့ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်